对，我父亲嘛，现在也在这儿。Okay 嘛。Congratulations <well. S 1> again。Okay 啊。哎，弟妹们，弟弟，我们阿妈好伟大，像天使嘛。 thank you အဲကျွန်တော်ဆုတ်လုပ်ခဲ့ရတော့လုတ်ထွက်ခဲ့ရပါတယ်အလုတ်ကတော့ကျွန်တော် HR ပေါ့နော်အမှကျွန်တော် supervisor လုတ်ခဲ့ပါတယ်ကျွန်တော် employee insurer ပါနော်အမှ supervisor နဲ့လုတ်ထွက်ခဲ့ပါတယ်ဆုတ်လုပ်ခဲ့ရဆိုတာထပ်ပေါ့နော်အမအမအမရဲ့ပေါ့နော်ဒီဟူလို့ပေါ့နော်အမနဲ့ရှိရတရပဲဖြစ်ဖြစ်နေရပဲဖြစ်ဖြစ်ပေါ့နော်ပြန်ခဲ့အခိုက်အတန့်ကိုကျွန်တော်တမို့ထားတဲ့အတွက်ဆုတ်လုပ်ရချိုးနှက်ပါတယ်တာပါတယ်လို့အရန် PTP ရအချိန်ပါအချိန်ခါပါလို့ဒီနေ့ရောက်တဲ့ကဘာသူကြမလဲဆိုတာမမှန်ထားအောင်ဒါပေမဲ့ကိုယ့်ရဲ့ glamping ကတော့အကုန်လုံး လောင်းသားရေလုံနေကြအောင်အကုန်လုံးကြောက်ငါရောင်စီပြီးတော့အကုန်လုံးဝိုင်းမှန်းတာမဲအများဆုံးကတော့ကိုပထန်းတဲ့ကိုပထန်းဟုတ်ပထန်းရမယ်ဆိုတော့ကိုပထန်းပထန်းပထန်းဆိုတာကြောက်လေကျွန်တော်ဒီဟာကျွန်တော်တို့ဒီ date အဲဒိတ်တူးမှာပေါ့နော်အဲဒိတ်တင်တူးမှာကြတော့ကျွန်တော်ဒီပေါ့နော်ဒိတ်တင်ဒီဒိတ်တင်ဒီအမားနဲ့ပတ်သက်တဲ့ဒီစိတ်တူကတူကြံတူမိခွန်းပေါ့နော်ကျွန်တော်ပြန်ခဲ့ရတယ်ပြန်ခဲ့ရအချိန်မှာပေါ့နော်ကျွန်တော်ဒီအမားကနေပြီးတော့အဲဒီအသေးကွဲဘာလုပ်မလဲပေါ့နော်အမားကျွန်တော်ကပထမ်းရွတ်မယ်ပြီးလို့ရှိရင်ဖျားသွားမယ်ဆိုဖြေခဲ့တဲ့အချိန်မှာထပ်တူကြပြီးတော့ကိုပထမ်းဆိုဖြစ်သွားပါပေါ့နော်အဲတချို့ကြတော့လေစကြရဟို အဲမဖန်နေရောပေါ့နော်အဲကျွန်တော်တည်ရမိတ်ဆွေရောပေါ့နော်အဲကိုပထန်ကိုပထန်ပေါ့နော်အဲအဲ့လိုကြီးကြည်နူးပဲပေါ့နော်ပြောရွှင်ရအောင်အဲ့ဒီတော့လည်းကျွန်တော်အတိုင်းမသိကျေးဇူးအများကြီးတင်ပါတယ်လို့အားအပေးတယောက်ချင်းစီတိုင်းဟုတ် ဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲဝင်တာပြရဲ့ခံစားချက်ကတော့အရင်အတိုင်းမတိပြည့်ရှင်ရပါတယ်ဟုတ်ရင်းနေခုံပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်မဖွေးကြောင်းအရင်စပြိုင်ဖြစ်တာပါအဲမဖွေးဆိုကလေးရပါတော့ကျွန်တော်တို့က idol လေးဖြစ်တယ်ပြီးလို့ရှိရှိပါတော့ရကျွန်တော်ဒိတ်ခွင်းရဖို့အတွက်အခွင့်အရေးကျွန်တော်တို့အတွက်ရဖို့အတွက်အခွင့်အရေးဖြစ်တယ်အတွက်ကျွန်တော်အနေနဲ့ကြိုင်ခဲ့တာပါခင်ဗျာဟုတ်အဲ့ဒါတော့ကျွန်တော်ပေါ့နော်အတိုင်းမသိပါပဲခင်ဗျာအရင်ခေါင်းတာဆိုတာထပ်ပေါ့နော်ပို့ပြီးတော့ဝမ်းတာရတယ်ဂျင်းနူးရရပေါ့နော်ပြီးတော့အဲအိမ်မက်မက်နေတလို့ပေါ့နော်အိုက်ခိုက်တန်လေးရပေါ့နော်အရင်ပီတီဖြစ်ရပါတယ် ဟုတ်ဟုတ်ကဲ့ခင်ဗျာဟုတ်အဲဒီအမိုင်းအကြောင်းနေပေါ့နော်ဒီကျွန်တော်တို့ဒီမွေးရဲ့အချိန်အစပြီးဒီတက်ရွယ်ဒီကျွန်တော်အကောင်လုံးကိုလေ့လာထားပါတယ်အဲ့လောက်ဒီတည်ထားပါ ဟုတ်ကဲ့ပါခင်ဗျာအရင်ဦးဆုံးပေါ့နော်အဲကျွန်တော်ဒီပြောင်းလဲတစ်ခုပြိုင်ဆိုရှင်ကြိုတင်လေ့လာမှုပေါ့နော်အဲမှာကျွန်တော်အကနေဆက်လုပ်ပါတယ်ကြိုးစားပါတယ်အရင်ဆုံးလေ့လာပါတယ်အဲကျွန်တော်လည်းခခနနကျွန်တော်အမားနဲ့လည်းအရင်မရင်းနှီးခဲ့တဲ့အတွက်မရင်းနှီးရတဲ့အတွက်ပေါ့နော်ကျွန်တော်တေချာလေးလေ့လာဖြစ်ပါတယ်အဲဒီတေချာအရင်ဦးဆုံးအမားရဲ့ပေါ့နော်အဲမွေးတကြွေးပါညာကုတ်ခဲရနေရှာရတဲ့အရာလေးရှိတယ် fan group ပေါ့နော်လွန်ခဲ့တဲ့10နှစ်15နှစ်ကဥစ္စာပြန်ရှာရတဲ့ဥစ္စာရှိတယ်တေချာမှတ်တမ်းနဲ့ကျွန်တော်နှုတ်တွေပါတေချာမှတ်ထားတဲ့ဘိုင်းလေးရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော် အဲမပွေးရပေါ့နော်ဒီကြိုက်တဲ့အစားအစားအစားတတူရအစားအသေးစိတ်ပေါ့နော်ဘယ်နှမှာပါထိုးပါ냐ပေါ့အသေးစိတ်ကအစားအစားတော့ဝယ်စားပြီးတော့သူဘယ်နေစားရပါလဲစားလို့ရှိလို့ရှိရင်မတည့်ဘူးအဲ့ဒါအဲ့ဒါကြီးအစားပေါ့နော်နောက်တစ်ခုကကြတော့မာကြတော့ဒီပေါ့နော်အဲဒီ မားကြောင့်မိကက်တွေပါတိတ်မကြိုက်ဘူးပေါ့နော်ငယ်ငယ်လေးကတော့သူကဒီထိခိုက်တိုင်ရတာပေါ့မျိုးလုံးနဲ့ဒီနှကန်းနဲ့ပေါ့နော်အဲ့လိုဒီအဲ့ဒါတွေကအဆပေါ့နော်နောက်တစ်ခုကကြတော့အမားကြောင့်ပေါ့နော်သူကအေးစေးစေးသူကအဲ့လိုစိတ်စိတ်တွေပိုင်းညစ်ပြီဆိုရင်အပန်းဖြေတယ်အေးစေးရုပ်ရှင်ကြည့်တာလို့ပြောလို့ရှိရင်အဲဒီခီးထွက်ဖြစ်တာပေါ့နော်အများနဲ့ထွက်ဖြစ်ပါရဲ့အမားဒီရုပ်ရှင်တကားရပြပါဆိုရင် relax အနေနဲ့ထွက်ဖြစ်ပါရဲ့လို့အဲကျွန်တော်အနေနဲ့လေ့လာရတယ်ပြီးတော့မှကျွန်တော်လေ့လာခွင့်ရခဲ့ပါတယ်အဲ့လိုတေချာလေးစစ်စစ်ဆက်ဆက်ကျွန်တော်တေချာလေးအဲစူးစမ်းလေ့လာပြီးတော့မှကျွန်တော်ဒီဝန်ထမ်းစုရရှိခဲ့တာပါ โอเคအဲအမတ်ရဆုံးရှင်ကျွန်တော်ဒီ episode တွေးမှာပေါ့เนาะဒီ date တွေးမှာကြာတော့ကျွန်တော်တို့ဒီပေါ့เนาะ privacy game မှာကျွန်တော်အမတ်များဆုံးရခဲ့ပါတယ်ကိုမတ်နဲ့ကျွန်တော်နောက်တစ်ဆင့်တက်ခဲ့ပါခင်ဗျာဟုတ်အဲဒီ blog youtube လေးဆိုတာထက်လေးအမားရဲ့ပေါ့เนาะ habit ကျွန်တော်တို့ habit အမှုကျင့်နေအမားရဲ့အလုပ်တစ်ခုပေါ့တောင်းဒီတေချာလေးလေးလေးနက်နက်စူးစမ်းစူးစမ်းတာလေးပြီးလို့ရှင်ရုပ်ကိုပေါ့เนาะလုပ်ပြီးဆိုလို့ရှိတဲ့ design မမတ်လုပ်တဲ့အချက်လေးအဲပြီးလို့ရှိပေါ့เนาะအမားနှွေးထွေးပြီးတော့ကျွန်တော်တန်းလူပေါ့เนาะအစင်းနဲ့မခွက်ကြအချက်လေးအကြောင်းကျွန်တော်ပို့ပြီးတော့ update ဖြစ်တာပါအဲ့အချက်လေးအကြောင်းကျွန်တော်ပို့ပြီးတော့ youtube တာပါဟုတ် အတိုင်းမသိပါပဲခင်ဗျာဟိုပေါ့နော်ညီနေခုံနေပြီးတော့ပေါ့နော်ဒီကိုအိမ်မက်မနေတယ်လို့ပေါ့နော်အိုင်နီယာဆိုလို့ရှိတယ်ပြီးလို့ရှိလို့ရှိရင်ပေါ့နော်အဲကျွန်တော်ပေါ့နော်ဒီအခိုက်အတန့်လေးတစ်ခုကကြတော့ဒီကိုလိုပြောင်းပွဲဝင်15ရောက်လုံးလဲတရားလေးစူးစမ်းခဲ့ပေါ့နော်အိုင်ဒီယာမှာမှကျွန်တော်ကလည်းဟိုပေါ့နော်ကန်တစ်ခုကောင်းပြီးတော့အဲ့လိုပေါ့နော်ဆုံးမရသွားတဲ့အတွက်လဲပြောင်းပွဲ16ရောက်လုံးစူးစမ်းပြီးရဲ့အတွက်လဲကျွန်တော်နေနဲ့အတိုင်းမသိဝမ်းသာပါရဲ့လို့ပြီးတော့သူတို့အတွက်လဲဟိုထွက်သွားတဲ့အတွက်လဲစိတ်ထဲမကောင်းမှုမကောင်းဖြစ်မိပါရဲ့လို့အဲကျွန်တော်ဒီဝန်သားရသွားတဲ့အပေါ်မှာလဲသူတို့အနေနဲ့ပြောရှင် ပါတယ်ဟုတ်ဟိုလိုကြီးဘာမှမရှိပါဘူးလို့ဟုတ်အဲဒီပြိတ္တလေးကြီးကတော့လေကြိုက်တယ်လို့ရှိမယ်မကြိုက်တယ်လို့ရှိမှာပေါ့နော်ဝေဖန်တယ်လို့တော့မမြင်ပါဘူးခင်ဗျာဟုတ်အဲသူ့ရဲ့အကြိုက်လေးပေါ့နော်သူကြိုက်ကလာရင်းနဲ့ဖြစ်တင်တယ်ဒါရင်းနဲ့မဖြစ်တင်ဘူးဆိုတာဒီပြိတ္တတိုင်းအနေပြောခွင့်ရှိပါတယ်အကျွန်တော်အနေနဲ့အကိစ္စကိုအထူးထူးထူးပြောပြရမရှိပါဘူးခင်ဗျာဟုတ်အဲအဲ့ဒီအချိန်မှာလဲကျွန်တော်ကျွန်တော်ဘောနော်ဒီ comment လေးရေးလာလို့ရှိလို့ရှိတယ်ကျွန်တော်အနေနဲ့ background map ဖြစ်ဖြစ် box set တင်ခဲ့မှာဖြစ်ဖြစ်ကျွန်တော် post it comment ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အဲလေးတို့ပေးတယ်ဘယ်လိုရှိလို့ရှိရင် အဲဒီတော့ဒီသူတို့ဒီအကောက်ရှိလို့ရှိတယ်သွားအပ်တယ်ပေါ့နော်အဲတွတ်ရှိတယ်ကျွန်တော်တဲလေးသွားပေးရပါတော့ကောနော်ကျွန်တော်အဲ့လိုလေးလုပ်ပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော်ဒီအကောင်လုံး bug review ပေးရလို့ကလည်းကျွန်တော် fan တွေဖြစ်လာပါတယ်တချို့ကြတော့ဟုတ်တယ်ထင်ပါ high amigo မိမယ်ဆိုတော့ဟုတ်အထမ်းပထမ်းဆိုတာကြတော့လေကျွန်တော်ဒီဟာကျွန်တော်တို့ဒီ date အဲဒိတ်တူးမှာပေါ့နော်အဲဒိတ်တင်တူးမှာကြတော့ကျွန်တော်ဒီပေါ့နော်ဒိတ်တင်ဒီဒိတ်တင်ဒီအမားနဲ့ပတ်သက်တဲ့ဒီစိတ်တူကတူကြံတူမိကုန်းပေါ့နော်ကျွန်တော်ပြန်ခဲ့ရတယ်ပြန်ခဲ့ရအချိန်မှာပေါ့နော်ကျွန်တော်ဒီအမားကနေပြီးတော့အဲဒီတဲခွဲရပါလို့မလဲပေါ့နော်အမားကျွန်တော်ကပထမ်းရွတ်မယ်ပြီးလို့ရှိရင်ဖျားသွားမယ်ဆိုဖြေခဲ့အချိန်မှာထပ်တူကြပြီးတော့ကိုပထမ်းဆိုဖြစ်သွားပါပေါ့နော်အဲ့ဒီနေ့ဒီချိန်ထိတည်းကျွန်တော်မြေတားတုံနေတိုင်းပေါ့နော်ဒီနာဖြစ်ပါတယ်ပြီးတော့ အဲဒီပထန်းလို့ပါလို့ကျွန်တော် group မှာလည်းအမအမအမရှိရလည်းတွေ့ပါတယ်အဲ့အတွက်လည်းအတိုင်းမသိဘူးဟန်တာပါပဲအဲ့လိုခံဆက်ပါတယ်လို့ကိုပထန်းကနေရန်ဆက်တယ်အဲတချို့ကြတော့လေလေစကြရဟိုအဲမဖန်တွေရောပေါ့နော်အဲကျွန်တော်တည်ရမိတ်ဆွေရောပေါ့နော်အဲကိုပထန်းကိုပထန်းပေါ့နော်အဲအဲ့လိုကြီးကြီးနူးပဲပေါ့နော်ပြေရှင်ရအောင်အဲ့အတွက်လည်းကျွန်တော်အတိုင်းမသိကျေးဇူးအများကြီးတင်ပါတယ်လို့အားအပေးတယောက်ချင်းစီတိုင်းဟုတ် အမနဲ့တိုက်တဲ့အချိန်မှာကျွန်တော်ပြင်းဦးလင်သွားပါတော့ပထမဦးဆုံးခီးစဉ်ပေါ့တခါမှမရောက်ဘူးပြင်းဦးလင်သွားခဲ့ပါတယ်အဲပြင်းဦးလင်မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီအဲပြောရှင်စရာအကုန်ဖန်တီးခဲ့ပါတယ်တင်တာတင်တာညာလေးရနဲ့အစာပြိုးပြီးတော့မနက်ပိုင်းကျွန်တော်ဖျားလေးသွားခဲ့ပါတယ်အကောင်းမကူသူပြုခဲ့တယ်နောက်ပြီးတော့ကျွန်တော်ပေါ့နော်လေးပြာဆိုင်သွားခဲ့တယ်နောက်တစ်ခါကြတော့ကျွန်တော်ပေါ့နော်အဲပြင်းဦးလင်မှာကျွန်တော်တို့ဒီပန်းပေါ့နော်အဲအားကြာကျွန်မနေစီပါမောင်လေးအမအမြဲတမ်းပြောဖြစ်တယ်အမအရန်ဝန်တာကျွန်တော်အိုက်ချန်နဲ့ပီတီဖြစ်တယ်ပေါ့နော်အဲကျွန်မနေစီပါမောင်ဒီပန်းကြံလေးအဲ့မှာတူတူကျွန်တော်တို့ အဲတဖုန်ရိုက်တဲ့ဆဖီခန်းလေးကအဲဆင်းနေပါလို့အဲအဲကအမှတ်တရလေးတခုရှိပါတယ်ပြီးစလိုင်းကတော့ကျွန်တော်ရင်ခေါင်မှုတံမှုအမြင်ဆုံးပါဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအရန်အမြင်ကြီးရနေပေါ့နော်အမားနဲ့တူတူတကွာလက်သွဲပြီးတော့ကျွန်တော်ကြည်ကြည်နူးနူးလေးနဲ့ဖျက်တမ်းခဲ့ရဥစ္စာအမှတ်တရလေးဖြစ်နေလို့ပါခင်ဗျာဟုတ်တကယ်လို့ဒါခွင်လေးရခဲ့မယ်ဆိုလို့ရှိပေါ့နော်အဲကျွန်တော်အနေနဲ့အဲအမားနဲ့ဒီကြော်ညာလေးပေါ့နော်အကြော်ညာလေးကတော့အဓိကထားပြီးရိုက်ချင်ပါတယ်အဲ ပို့ပြီးတော့ဖြစ်နိုင်ရှိရှိရဲ့အရာလေးပေါ့ကျွန်တော်တောင်းဆိုချင်တာပါနောက်ပြီးတော့ရုပ်ရှင်ရဲ့အမားနဲ့တူတူပေါ့နော်တရောက်တဲ့နေရာကနေအမားပါတဲ့ကားလေးမှာကျွန်တော်ဝင်အဲပါချင်ပါတယ်အဲအဲ့လိုအဲ့လောက်ပါပဲခင်ဗျာအဓိကကျွန်တော်ဘက်ကစ조사ဖို့လိုပါတယ်အများကြီး조사ဖို့အဲအများကြီး조사သွားပါမယ်လို့လည်းကတိပေးပါတယ်ဟုတ်အမားနဲ့ဒါအခွင့်အရေးရရုပ်ရှင်ရခွင့်ရအတိုင်းမတိဖြစ်ရှင်မိပါပါ အဲဆိုလိုခဲ့ရအထွတ်တူတူတော့ရန်တော့ကြီးကြီးမားမားမရှိပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ကလည်းမပွင့်တဲ့တိခွင်းရဖို့အတွက်စ조사ဖို့အတွက်အဲလောက်ကမှာပဲလေဘာဖြစ်လို့ဆိုတော့ဆော်ရီတဲ့ကကျွန်တော်ကဗာပီးသားလူဖြစ်တဲ့အတွက်ဟိုအချိန်ချိန်မှာပြန်ပြန်ခွင့်ရလို့ရှိတယ်ကျွန်တော်ပြန်မယ်လို့ယူဆပြီးတော့တိုင်းတဲ့အတွက် အဲ့လိုရည်ရွယ်ထားပါတယ်နောက်တစ်ခုကကြတော့အဲကျွန်တော်ဆွတ်လုပ်ခဲ့ရတော့လှုပ်ထွက်ခဲ့ရပါတယ်အလုပ်ကတော့ကျွန်တော် HR ပေါ့နော်အမှကျွန်တော် supervisor လှုပ်ခဲ့ပါတယ်ကျွန်တော် employee insurer ပေါ့နော်အမှ supervisor နဲ့လှုပ်ထွက်ခဲ့ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ tomo ကဲပြီပေါ့နော် tomo ကဒီနေ့ကောင်းရင်ကျွန်တော် tomo live ဖို့အတွက်ဒီအင်ကကျွန်တော်လှုပ်ထားရပေါ့နော်ဒါပေမဲ့ကျွန်တော်အမအောင်ပြောဖြစ်ပါရဲ့အမလို့ကျွန်တော်ဝန်ထမ်းကြီး tomo live ကြတာမှာလို့ tomo လည်းဟိုဖြစ်တာမဟုတ်ပါဘူး tomo တစ်ခု live ဖို့ဆိုတာလည်းလွယ်တဲ့ကံမဟုတ်ပါဘူးငွေရအဖြစ်လူအဖြစ်လည်းအကုန် အဲလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပေါ့နော်အဲဒီအဓိကအနုပညာကိုလည်းအရင်ယူတွတ်တယ်ပေါ့နော်ဖြစ်နိုင်လို့ရှိလို့ရှိရင်တော့ကျွန်တော်အနေနဲ့ပေါ့နော်အနုပညာဘာဒီဇိုင်းမမသွားခြင်းတဲ့အကြောင်းမလို့ဆုတ်လုတ်ခဲ့ရဆိုတာထပ်ပေါ့နော်အမအမအမရဲ့ပေါ့နော်ဒီဟူးလို့ပေါ့နော်အမနဲ့ရှိရတရပဲဖြစ်ဖြစ်နေရပဲဖြစ်ဖြစ်ပေါ့နော်ပြန်ခဲ့အခိုက်အတန့်ကိုကျွန်တော်တတ်မှတ်ထားတဲ့အတွက်ဆုတ်လုတ်ရချိုးနှက်ပါတယ်တာပါတယ်လို့ အရန်ပီတီဖီရအချိန်ပါအချိန်ခါပါလို့ဟုတ်အသွမောသားကတော့ဆက်လုပ်ဖြစ်မှလားဆိုရင်မိကုံးပုံမှာမူတည်ပြီးတော့ပေါ့နော်ကျွန်တော်ဒီကျွန်တော်ရဲ့အနုပညာပေါ့နော်အောင်မြင်မှုမအောင်မြင်မှုပုံမှာမူတည်ပါရခင်ဗျာအဲအောင်မြင်မှုမအောင်မြင်မှုဆိုတာလေကျွန်တော်ရဲ့အနေထိုင်အပြောအဆိုအသွားအလာစူးစမ်းအားထုတ်မှုအများကြီးမှာကျွန်တော်မှာဆက်ဆက်မှုရှိပါတယ်အကျွန်တော်အနေနဲ့ပေါ့နော်ဒီနှစ်နှစ်ပေါ့နော်နှစ်နှစ်ဆိုတာကြတော့ကျွန်တော်ဒီတခြားသောဒီပေါ့အနုပညာရင်းနဲ့ကျွန်တော်ဆက်လုပ်ချုပ်တာရှိပါတယ်အဲကြောင့်ချုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်နှစ်နှစ်အတွင်းမှာအကောင်းဆုံးစူးစမ်းမယ်အကောင်းဆုံးဟိုခွင့်ရေးကိုအကောင်းဆုံးတက္ကသိုလ် ကျင်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲပရိသတ်တွေရဲ့ချစ်ခင်အားကိမှုကိုကျွန်တော်အများဆုံးတန်ဖိုးထားပါတယ်ကျွန်တော်လည်းအများကြီးအားပေးပါလို့အဲဒီပေါ့နော်ဒီအဲ့နှစ်နှစ်တော့တင်မှာကျွန်တော်တခုခုပေါ့နော်မဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တော့အဲဒီစီစဉ်တဲ့အတိုင်းဆိုတော့တမောလေးလိုက်ချင်းလိုက်ကြမှာပါဘာလို့ဆိုတော့ကျွန်တော်တို့လည်းဝမ်းစာအရာတစ်ခါကြာရင်ကယ်ရီယာနဲ့ဝါသနာနဲ့ဆွလျာအရာလေးလည်းရှိရတော့ကြမှာခင်ဗျာဟုတ် အိုင်မေကုံကကျွန်တော်တို့ခက်ခဲမေကုံမှာဘာဖြစ်လို့ဆိုတော့လေအဲတော်တော်များများကြတော့ကျွန်တော်အတူอยู่ရာကြီးလက်ရှိမှာဆိုလို့ပါဘာဖြစ်လို့ဆိုတော့လေကျွန်တော်တယောက်နဲ့တယောက်ခံယူခြင်းချင်းခံယူမှုချင်းမတူပါဘူးအဲကျွန်တော်ခံယူရဲ့အရာနဲ့တချို့အရာနဲ့ခံယူမှုမတူပါဘူးအဲကျွန်တော်တို့ကတော့အလောက်ပါပဲခင်ဗျာဟုတ်ဟုတ်ကဲ့အအဓိကပါတော့เนาะအဲကိုခံယူချက်ပေါ်မူတည်ပြီးတော့ရွေးချယ်တာအကောင်းဆုံးပါလို့ဟုတ်ကျွန်တော်ကကြတော့အဲဒီဇိုင်းမတ်ဘတ်ပေါ့เนาะအလုပ်တစ်ခုလုပ်ပြီဆိုရင်ပြီးမြောက်အောင်ပဲကျွန်တော်လုပ်ချင်တဲ့အတွက်ကျွန်တော် ထိုင်းငယ်ထွက်ခဲ့တာပါဟိုလိုကြီးအလုတ်ကနေကယ်ရီယာကြီးဆွန့်လွတ်ပြီးတော့ဟိုဟာကြီးဖြစ်လို့မဟုတ်ပါဘူးခင်ဗျာကျွန်တော်အနေနဲ့ဒီကအမအပေါ်ထားတဲ့အဲပေါ့နော်ဒီဟိုအမအမအမအပေါ်မှာထားတဲ့ကျွန်တော်ရဲ့ပေါ့နော်ဒီချစ်တဲ့စိတ်ကြောင့်ကျွန်တော်လာပြန်ဖြစ်တာပါဖန်တရားချစ်တဲ့စိတ်ကြောင့်ပါခင်ဗျာဟုတ်ဆိုပြီးပါ